အားလုံးမင်္ဂလာပါဖျားသခင်ကောင်းချီးပေးပါစေဒီကနေ့ကျွန်တော်နဲ့တူချိန်ယူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့မှာတော့ um topic အသစ်တစ်ခုကိုသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ပေးကန်းချင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ series တစ်ခုလုပ်သွားမှာဖြစ်တယ်ဆိုတော့ပေးကန်းချင်းအကြောင်းမှာကျွန်တော်တို့ဒီကျွန်တော်ယုံကြည်သူတွေနည်းနည်းတည်တည်နဲ့ပေးကန်းချင်းအကြောင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်နားမလဲတဲ့အရာတွေเนาะမရှင်းလင်းတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော် တခုချင်းစီကျွန်တော်ရှင်းပြတော့မှာဖြစ်တယ်เนาะအာပေးကန်းချင်းကဘယ်လိုပေးကန်းရတာလဲเนาะမရှိစင်ရဲသားတွေကိုပေးကန်းတာကပါလဲဇေဖို့တဖို့ကပါလဲเนาะအလှူငွေကပါလဲနော်မျိုးစိတ်ကျဲချင်းဆိုတာကပါလဲနော် partnership လုပ်ရဲဆိုတာပါလဲဆိုတော့အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်ပြောပြတော့မှာဖြစ်တယ်ဆိုတော့ပထမအဆုံးဒီကနေ့မှာတော့ပေးကန်းချင်းနံပါတ်1မှာတော့ဖျားကနော်အရင်ပေးကန်းချင်းနဲ့ဖျားတဲ့ခင်ဖြစ်တယ်အာမင် ကျွန်တော်တို့ဘုရားသခင်ကအရန်ရက်ရောတယ်ဆိုတာပေးတယ်เนาะ our god is a giver เนาะကျွန်တော်တို့ဘုရားသခင်က ပေးကနေသူเนาะကျွန်တော်ကျန်တဲ့ဟိုတခြားကိစ္စတွေတခြား topic တွေမတော်ခင်မှာဖယားကအရင်ဦးဆုံးကျွန်တော်တို့ကိုပေးကမ်းချင်တဲ့ဘုရားသခင်ဖြစ်တယ်။အဲ့ဒီအကြောင်းအရာကိုကျွန်တော်ဒီကနေ့ပြောပြသွားမှာဖြစ်တယ်။ဆိုတော့ဒီကနေ့ကျွန်တော် build up လုပ်သွားမယ်နော်။ဒါဘုရားသခင်ကပေးကမ်းတဲ့အရာဖယားကရေးပေးကမ်းတယ်ပြီးရင်ကျွန်တော်တို့ကဘာကြောင့်ပေးကမ်းလာလဲဆိုတဲ့အရာလေးကိုကျွန်တော်တဖြည်းဖြည်း build up ဖြစ်သွားမှာဖြစ်တယ်။ ဆိုတော့ပေးကမ်းခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့သိချင်လို့ရှိရင်ကျွန်တော်ရဲ့ဒီ series ကိုအာအများရန်ပုံမှန်နားထောင်ခြင်းအဖြစ်ဒီပေးကမ်းခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ဘ ഹു တူတရရမယ်ပေးကမ်းတဲ့ခါကျလဲမှန်ကန်စွာပေးကမ်းနိုင်မယ်ဟိုဟိုဘာလဲနှုတ်ကပတ်တော်နဲ့ညီကိုကယုံကြည်စွာနဲ့ပေးနိုင်ကမ်းနိုင်မှာဖြစ်တယ်เนาะဆိုတော့အဲ့ဒီဟာကိုကျွန်တော်စပြီးလေ့လာမှာဖြစ်တယ်เนาะဆိုတော့ Jesus တင်နဲ့ကျွန်တော်နဲ့တို့ချင်းယူပေးလို့ Jesus အများကြီးတင်ပါတယ်ကျွန်တော်ရဲ့ video တွေကို like and share လုပ်ပေးဖို့လဲဆက်လက်ပြီးတော့ထပ်မှာပြီးတော့အာတိုက်တွန်းချင်ပါတယ်เนาะ Jesus အများကြီးတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေ ဆိုတော့ဒီကနေ့တော့ jump byte တစ်ခုကိုအရင်သွားရအောင်အဲ့ဒါကတော့ဗာလဲဆိုယိုဟန်အခန်းကြီး3 16အဲ့ဒီမှာဗာပြောထားလဲဆိုတော့ဖျားသခင်ဤသားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါတိသောသားတော်ကိုစွန့်တော်မူတည်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဆိုတော့ဒီဖျားသခင်ကเนาะမျိုးစိတ်ကြဲခြင်းပေးခန်းခြင်းဆိုတော့ဖျားသခင်က ကျွန်တော်လော်ကီသားတွေကိုချစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့တပါတီတော်သားတော်ကိုကျွန်တော်တို့ကအရင်ပေးတာဖြစ်တယ်။နော်ကျွန်တော်တို့ဒီအာဘာသာတရားအုံနောက်ဒီနဲ့ကျွန်တော်ဘာသာတရားရဲ့တင်ကြားမှုနော်ရီမှာပါကျွန်တော်ဘုရားသခင်ကိုပါလဲမရပါကဘာဖះကိုစက်ကရမယ်ဖះကိုပေးရမယ်ဖះเจ้าကိုပေးရမယ်နော်ဆယ်ပို့တဖို့ပေးမပေးရင်တို့ဘာဖြစ်ရညာဖြစ်မယ်လဲချင်းချောက်တဲ့အရာတွေအများကြီးရှိတယ်နော်ဒါမဲ့ကျွန်တော်ဒီနေရာမှာပထမ excuse me ကျွန်တော်ပထမအဆုံးသိရမှာကဆိုဘုရားသခင် excuse me ဖယားသခင်က ကျွန်တော်တို့ကိုအရင်ဥဆုံးပေးတာဖြစ်တယ်ကျွန်တော်တို့စီကနေဘာမှဖယားကမတောင်းဆိုဘူးဖယားကအရင်ဥဆုံးပေးတာဖြစ်တယ်ကျွန်တော်တို့လူသားတွေဖက်ကနေယေရှုကိုဆေလို့ပေးပါလို့ဘယ်သူမှမပြောပါဘူးစုလည်းမတောင်းပါဘူးဒါပေမဲ့ဖယားကတစ်ဖက်သက်တော်မြစ်တာနဲ့နော်လောတပါတီတော်သားတော်ကိုလော စွန့်တော်မူသည့်တိုင်လောကီသားတို့ကိုချစ်တော်မူကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့တပါတီတော်သားတော်ယေရှုဖျားကိုကျွန်တော်တို့လူသားတွေအားလုံးမိတ်ဆွေနဲ့ကျွန်တော်တို့ဖျားသခင်ကပေးလိုက်တာဖြစ်တယ်။အာမင်ပေးလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ပေးကမ်းခြင်းကြောင့်လည်းသခင်ယေရှုကိုဖျားသခင်ကသခင်ယေရှုပေးတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တော့ဘာဘာလဲဘာဘာတန်ဖို့ရှိလို့လဲနောက်ထပ်ကြောင်းပိုက်တစ်ခုဖတ်ရအောင်နော် ယောမ၈၃၀မိမိသားတော်ယင်းကိုမှမနှမျောပဲငါတို့ရှိသည်မြဖို့လုံးကစွန့်တော်မူတော်သူသည်သားတော်နဲ့တကွာခတ်သိမ်းတော်အရာတို့ကိုငါတို့အားမပေးဘဲအပေတို့နေတော်မူမည်နီးတဲ့ဆိုတော့သားတော်ကိုပေးရုံတင်မကဘူးเนาะကျွန်တော်တို့ excuse me ကျွန်တော်တို့ကိုချစ်လို့သားတော်ကိုပေးရုံတင်မကဘူးအဲ့ဒီသားတော်နဲ့တကွာခတ်သိမ်းတော်အရာကျွန်တော်တို့ကိုပေးထားတာဖြစ်တယ် hallelujah အာမင်လက်ခုပ်တီးပြီးဖျားတကယ်ချီးမွမ်းတင်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့တားတော်နဲ့တကွခတ်သိမ်းတော့ရနော်အိမ်တွေတိုက်တွေကားတွေစီးစိမ်လောကမှာရှိတဲ့အရာတွေအကုန်လုံးကျွန်တော်တို့ကိုပေးထားတာဖြစ်တယ်အာမင်ဖျားကကျွန်တော်တို့ကိုပေးမှာမဟုတ်တားတော်နဲ့တကွပေးပြီးသွားပြီအာမင်ပေးပြီးသွားပြီကျွန်တော်တို့ဘက်ကနေဖျားတခင် ပေးထားတဲ့အရာတွေကိုကျွန်တော်ယုံကြည်ခြင်းအကြောင်းမှာကျွန်တော်သင်ခဲ့ပြီးပြီเนาะကျေးဇူးတော်ကအားလုံးကိုပေးပေးထားတဲ့အရာကိုကျွန်တော်တို့ဘက်ကပါလဲသွားသိမ့်ပိုက်ဖို့ယူဖို့ပဲကြံတာဖြစ်တယ် ဆိုတော့ဘယ်လိုယူရလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ယုံကြည်ခြင်းနဲ့သင်ခန်းစာမှာတော့ကျွန်တော်ပြောခဲ့ပြီးပြီဒါပေမဲ့ဒီနေရာမှာတားတော်နဲ့တကွာကျွန်တော်တို့ကိုခတ်သိမ်းတော့ရကိုပေးပြီးသွားပြီနော်လောကမှာနော်ကျွန်တော်ပြောပြမယ်ပါတာကြီးအုံနောက်အတွေးခေါ်နဲ့ကျွန်တော်အာဟိုဟိုချမ်းသာခြင်းကမကောင်းဘူးငွေဆိုတာကငင်းညံ့တဲ့ပစ္စည်းနော်ငွေ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 ဆိုတာကဘာလဲစာတန်ရဲ့အရာတွေဘာငယ်နဲ့လောကအရာတွေကစာတန်အရာတွေရှောက်ပြောတာဖြစ်တယ်နော်ဖျားတခင်ကခတ်သိမ်းတော့အရာကိုကျွန်တော်တို့ပေးထားပြီးပြီနော် ဒါပေမဲ့ဘုရားသခင်မှာကောင်းဆိုတဲ့အရာတစ်ချက်ပဲရှိတယ်ခဏနေကြပြောပြမယ်ဒါပေမဲ့လောလောဆယ်ချိန်မှာကျွန်တော်ပြောပြချင်တယ်ယေရှုကိုရရင် နော်ခတ်သိမ့်တော့အရာတားတော်နဲ့တကွာခတ်သိမ့်တော့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်စံစာဖတ်ပြနေတာနော်စံစာထဲမှာနော်မမြင်မှာဆိုတော့စံစာယောမဩဇာခါကြီး၈၃၀နှစ်မှာကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်တားတော်နဲ့တကွာခတ်သိမ့်တော့ကျွန်တော်တို့အကုန်လုံးပေးပြီးတော့ပြီတင်းယုံနိုင်လားတင်းယုံကြည်ရင်ယုံကြည်တဲ့အတိုင်းတင်နိုင်ဖြစ်စေလို့ပြောတယ်ဘုရားသခင်ဖြစ်တယ် ်အာမင်ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယရဲ့ခတ်သိမ်းတော်ရာကျွန်တော်တို့ကိုပေးထားဖရာသခင်ကအရင်ဦးဆုံးပေးတဲ့သူဖြစ်တယ်နော်ကျွန်တော်တို့လူသားဘက်ကဖရာသခင်စိတ်ကြေနာအောင်ဖရာသခင်ပျော်အောင်ဘာလဲကုသူရအောင်ဘာမှလုပ်ယူလို့မရဘူးအာမင်ကျွန်တော်တို့ဖခင်ကိုဘာမှပြန်ပေးလို့မရဘူးဖခင်ကပဲကျွန်တော်တို့ကိုပေးတာဖြစ်တယ်အဲ့ဒီပေးတဲ့အရာကိုကောင်းမွန်စွာလက်ခံလိုက်ခြင်းကယေရှုဆက်ခြင်းနဲ့အတူတူပဲ ဖျားကတားတော့နဲ့တကွာကျွန်တော်ကျွန်တော်တို့ကိုအပင်ငရဲသွားမဲ့ဘေးကနေလဲဖျားတကကျွန်တော်တို့ကိုကဲတင်တဲ့အပြင်ဒီလောကမှာအာဒမ်ကြောင့်ဆုံးရှုံးသွားတဲ့အရာအလုံးကိုလဲကျွန်တော်တို့ကိုပေးသွားပြီဖြစ်တယ်။နော်ခန္ဓာဟိုဝိညာဉ်ပဲကဲတာမဟုတ်ခန္ဓာကိုလည်းကဲတယ်နော်စိတ်နှလုံးကိုလည်းကဲတယ်။အာမင်ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုဖျားတကကဲတာဖြစ်တယ်။အာမင်ဟာလေလုယာနောက်ကျွန်ပိုက်ဆက်သွားရအောင်။ဆိုတော့အာ ကျွန်တော်ဒီဟာက Bible study ပုံစံမျိုးဆိုတော့တွားတာဖြစ်တဲ့အတွက်အရင်ကြီးဟိုဟောပြောတဲ့အပိုင်းတိတ်မတွားဘူးเนาะဆိုတော့ hopefully ကျွန်တော်ဒီ topic တွေကိုကျွန်တော်အကုန်လုံးပြီးအောင်ကျွန်တော်ကပြောချင်တာဖြစ်တယ်เนาะဆိုတော့အရင်ကြီးအကျယ်မချဲ့တော့ဘူးကျွန်တော်ဒီ topic နဲ့ပတ်သက်ပြီးတော့ပဲ decide မှပဲတွားတာဖြစ်တယ်ကျွန်တော်ရဲ့ဒီယုံကြည်ခြင်းမှာရောဟိုဒီတခြားအကြောင်းအရာတွေမှာကျွန်တော်အဲ့လိုပဲတွားခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒါ teaching တစ်ခုကိုကျွန်တော် of course the code in it ppl ဆိုတော့တင်ချင်လို့ဖြစ်တယ်เนาะဆိုတော့ uh your tick off 55မှာ ဘာရေးထားလဲဆိုယခုမူကားခရစ်တော်သည်တေချင်းမှာထားမြောက်တွင်အိပ်ပျော်သောသူတို့သည်အူတီသောအသည်ဖြစ်တော်မူ၏โอเคအဲ့ဒါပြီးအဲ့ဒါနောက်နောက်ပိုင်းမှာအာ20 23မှာအာတို့ရတွင်လူအသည်တီတို့သည်မိမိတို့အလှည့်တိုင်းလိုက်ရကြခရစ်တော်သည်အူတီသောအသည်ဖြစ်တော်မူခရစ်တော်သည်ကြွလာတော်မူတော့ကတပိတော်ဖြစ်သောသူတို့သည်ရှင်ချင်းတို့ရောက်ကြလာတာဆိုတော့ဒီဟာဒီကျမ်းပိုက်ကကျွန်တော်ဘာကြောင့်ထည့်ထားလဲဆိုတော့ဖျားသခင်ကပေးကားတဲ့ခါကြရင် โอเคကျွန်တော်တို့လူသားတွေအားလုံးเนาะကျွန်တော်တို့ကသူများကိုပေးကမ်းတဲ့ခါကျပေးကမ်းတဲ့ခါကျဘာဖြစ်လဲပြန်ပြီးတော့ရိတ်သိမ်းရတာဖြစ်တယ်ပေးကမ်းခြင်းဆိုတာကဘာလဲပေးတယ်ယူတယ်နှစ်ပတ်ရှိတယ်ဆိုတော့ပေးပဲပေးပြီးပြန်မရတာမျိုးမရှိဘူးပေးရင်တင်ပြန်ကိုရမယ်တဆုံတစ်ခုရကိုရမယ်အာမင်ဆိုတော့ဖခင်ကသူ့ရဲ့တားတော်ကိုမျိုးစိတ်ကျဲလိုက်တယ်เนาะအဲ့လိုဆိုပူရှင်းတယ်မျိုးစိတ်ကျဲလိုက်တယ်ဒီမြေကြီးပေါ်မှာသူ့ရဲ့တပါးတိတော်တားတော်ကိုမျိုးစိတ်ကျဲလိုက်တဲ့ခါမှာ အဲ့ဒီယေရှုဖျားကဘာဖြစ်သွားလဲဆိုတော့တိကော55တိကော55မှာရေးထားတယ်ပါတယ်သူကတေချင်းကနေထားမြောက်တဲ့ခါမှာအူးတီးတော့တီးဖြစ်လာပြောချင်တာကပါလေအူးတီးဆိုတာကပါလေနောက်မှအတီးအများကြီးလိုက်လာအောင်မှာဖြစ်တယ်အာမင်ကျွန်တော်တို့ဒီဒီကျွန်တော်စပစ်နွယ်ပင်နေစပစ်စပစ်ချန်နေရှိတဲ့နေရာမှာเนาะစပစ်တီးတစ်ခုကတီးပြီဆိုရင်ပါလေအဲ့ဒါအူးတီးတီးပြီဆိုရင်ပါလေနောက်ပွဲမှာစပစ်တခြားစပစ်တီးတဲ့အများကြီးတီးအောင်မယ်ဆိုတော့ကျွန်တော်တို့တီးရတယ်เนาะ ဟိုမင်္ဂလာပင်မင်္ဂလာတီတီမှာမဟုတ်ဟိုအတီတီတီမတူစပစ်တီအများကြီးတီးလာဦးမှာနော်အဲ့လိုပဲကျွန်တော်ကျွန်တော်အပင်မှာတရက်ပင်မှာတရက်အတီတလုံးစတီးပြီဆိုပါလေအူတီစတီးပြီဆိုပါလေတခြားပင်တွေမှာလည်းတရက်တီးပြီစတီးတော့မယ်ဆိုတော့အူတီဆိုတာကဘာလဲဆိုတော့ယေရှုဖျားကဖျားကဒီမြေကြီးပေါ်မှာသူ့ရဲ့တပါးတီတော်သားတော်ယေရှုကိုမျိုးစေ့ကျဲလိုက်တဲ့အချိန်မှာအခုယေရှုကဘာဖြစ်လာလဲအူတီဖြစ်လာတာဆိုတော့ဖျားသားအူဖျားသားဖြစ်လာတယ် ဆိုတော့ဂျန်တဲ့သူတွေအားလုံးခုနကျွန်တော်ဖတ်သွားတဲ့စာတွေပေါ့လေကျွန်တော်တို့တွေလည်းเนาะတေချင်းကနေကျွန်တော်တို့ဒီမြေကြီးပေါ်မှာเนาะတစ်ချိန်ကျယေရှုခရစ်တော်ပြန်လာတဲ့ခါကျကျွန်တော်တို့ကပါလေခရစ်တော်ကဲတော့ပါလေခရစ်တော်နောက်ကနေလိုက်တီးတဲ့လူတွေဖြစ်လာမှာဖြစ်တယ်ကျွန်တော်တို့လည်းဖျားသားတွေဖြစ်လာတာဖြစ်တယ်เนาะခုနစပစ်တီးကစပစ်စပစ် နွယ်ကစပစ်တီးတီးတယ်မန်ဂိုတရက်တွေကတရက်တီးတွေတီးတယ်လို့ပဲယေရှုကဖျားသားဆိုတဲ့အတီးတီးတဲ့ခါမှာကျွန်တော်တို့တွေလည်းဘာဖြစ်လဲဖျားသားအနေနဲ့တီးလာမှာဖြစ်တယ်အဲ့ဒါကပေးကမ်းခြင်းရဲ့အနှစ်သာရဖြစ်တယ်ကိုပေးကမ်းတယ်သူတပားကိုရေလောင်းတော့သူဒီကိုယ်တိုင်ရေလောင်းခြင်းကိုခံရမယ်အာမင်သူတို့ဘာကိုပေးကြလို့ပေးလေတင်တော့အပေးကြလိမ့်မယ်တိတ်လက်နဲ့လက်เนาะတင်တို့ယင်ခွင်နဲ့သူတို့ဘာတို့ပေးကြလိမ့်မယ်ကျွန်တော်ဖျားသခင်က ဖျားသားကိုမျိုးစေ့ကျဲတဲ့ခါမှာအခုပါလဲတလောကလုံးဖျားသားတွေအများကြီးကိုဖျားတခင်ကပြန်ရိတ်သိမ်းရတော့ခွင့်ပြင်ဆင်ပေးတာဖြစ်တယ်။အာမင်အဲ့ဒါကပါလဲပေးကမ်းခြင်းမှာ ပေးတဲ့ခါမှာစိုက်ပျိုးခြင်းဖြစ်တယ်နော်ပြန်ရိတ်သိမ်းရတယ်အာမင်နောက်ထပ်ကျမ်းပိုက်တစ်ခုအာဖျားတခင်ကအာနှစ်ကောကိုကိုမှာနော်အာသူ့ဖျောင်းမခြင်းနဲ့စင်မြတ်တီလာတဲ့တင်းတို့ဒီ အရာရာ၌သုံးလောက်သောဥစ္စာအမျိုးမျိုးနဲ့အစဉ်ရှိကောင်းတော်ကျင့်အမျိုးမျိုးနဲ့အထူးသဖြင့်ပြည့်စုံမိကြောင်းအမျိုးစုံသောမင်္ဂလာစုဂျေစုနဲ့အထူးသဖြင့်ပြည့်စုံစေခြင်းကဘုရားသခင်တတ်နိုင်တော်မူဆိုတော့ဒီကြောင့်ပိုက်ကိုပါကြောင့်ကျွန်တော်ထည့်ထားလဲဆိုတော့ကျွန်တော်ကဘုရားသခင်ပေးထားတဲ့တားတော်နဲ့တကွာခတ်သိမ်းတော်ရာကျွန်တော်တို့ကိုပေးထားပြီးပြီလို့ပြောတဲ့အခါမှာတချို့လူတွေကတော့ဟာကိုနော်တော့က prosperity ပြချမ်းသာခြင်းကြွယ်ဝခြင်းကျမ်းမာခြင်းကြောင်းပြောနေတယ်နော်ဟုတ်တယ်ကျွန်တော်ပြောနေတာဖြစ်တယ်ကျွန်တော်မငင်းဘူးအာမင်ယေရှုခရစ်တော်ဘုရားကကျွန်တော်တို့ကို ချမ်းသာခြင်းကြွယ်ဝခြင်းတွေပေးတာဖြစ်တယ်။နော်ဒီလောကမှာနေပြီးတော့ငင်းဆဲနေဖို့ကျွန်တော်တို့ဘုရားသခင်အလိုတော်မဟုတ်ဘူး။ဒီလောကမှာနေတဲ့ချိန်မှာဘုရားသခင်ရဲ့ဘုန်းတော်အတွက်ကျွန်တော်တို့ကိုဗာလဲအမိမဖြစ်စေဘဲဥကောင်းဖြစ်စေဘဲအောက်မှာမထားပြအပေါ်မှာထားပြပါပဲ။ချီးငားတဲ့လူမဖြစ်စေဘဲပေးကမ်းတော်သူဖြစ်စေဖို့ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။ကျွန်တော်တို့ကိုဖျားသခင်ကခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းစာထဲမှာကျွန်တော်တို့ကယေရှုခရစ်တော်ကဦးတည်ဆိုကျွန်တော်တို့က ခရစ်တော်နောက်မှာထပ်ပြီးပေါ်လာတဲ့ဗာလဲဖျားသားလေးတွေဖြစ်လာတယ်အသီးတွေဖြစ်လာတယ်ဆိုတော့ကျွန်တော်ကဖျားနဲ့တူတယ်ဆိုဖျားပုံတရာမျိုးပဲသူတပားကိုပေးကမ်းနိုင်တော့သူဖြစ်စေချင်တာဖြစ်တယ်တင်စင်းရဲ့နေသူမြောက်မကူညီနိုင်ဘူးသူမြောက်မပေးနိုင်ဘူးတင်တင်တင်ဖျားနာနေလို့ရှိသူမြောက်ကူလို့မြောက်တင်ကပဲသူမြောက်ဒုက္ခပေးနေတာဖြစ်တယ်အဲကြောင့်ဖျားသခင်ကကျွန်တော်ကိုချမ်းသာချေဖို့ကြွယ်ဝဖို့အလိုရှိတာဖြစ်တယ် အဲ့လိုပြောတဲ့ခါမှာတချို့လူတွေကတော့ဟိုဘက်စီးလွန်သွားတယ်အဲ့ဒါကပါဆိုအိုမီလီယနာဘီလီယနာဟိုကပအချမ်းသာဆုံးဖြစ်မယ်ဂျန်စာထဲမှာကပအချမ်းသာဆုံးဖြစ်မယ်လို့တော့မရေးထားဒါပေမဲ့ခုနကကျွန်တော်ဖတ်တဲ့ဂျန်စာထဲမှာတင်တို့ဒီအရာရန်၌သုံးလောက်နှစ်ကောကိုမှာပါနှစ်ကောကိုကိုမှာပြောတာတင်တို့ဒီအရာရန်၌သုံးလောက်သောဥစ္စာအစင်ရှိဖို့ဘုရားသခင်လိုတော်ဖြစ်တယ်ဟုတ်တယ်ကျွန်တော်မီလီယနာဘီလီယနာဖြစ်မယ်လို့ကျွန်တော်မပြောဘူးဒါပေမဲ့ဘာဖြစ်လဲသုံးလောက်သောဥစ္စာအစင် အော်ဒီလိုကိုပတ်စာကူညီဖို့လိုတယ်ဆိုတော့ပတ်စာချက်ချင်းပေးနိုင်တယ်အော်ဒီလိုအိမ်ပေးအိမ်အိမ်မရှိဘူးအိမ်ဝယ်ပေးရမယ်ဆိုတော့အိမ်ချက်ချင်းဝယ်ပေးနိုင်တယ်ဖယားတခင်အလိုတော်ကအဲ့လိုဖြစ်တယ်ကောင်းတော့အကျင့်အမျိုးမျိုးနဲ့အထူးသဖြင့်အာမင်အထူးသဖြင့်ပြည့်စုံဖို့ဖယားတခင်အလိုတော်ဖြစ်တယ်အာမင်အမျိုးစုံသောမင်္ဂလာစုဂျေစုနဲ့အထူးသဖြင့်ပြည့်စုံဖို့ဖယားတခင်အလိုတော်ဖြစ်တယ်တနည်းပြောရဖျားတခင်ကျွန်တော်တို့အားဖြင့်လူမျိုးကောင်းကြီးဖြစ်စေဖို့ကျွန်တော်တို့ကိုကောင်းကြီးခံစားရတော်သူဖြစ်စေချင်တာဖြစ်တယ်။အာမင် ဲ့ဒါကြောင့်ဟိုဒီဒီဒီခရစ်ယာန်တွေဒီဒီဘာသာရေးအုံနောက်ဘာသာရေးမိုင်းကပါလေနေစင်းရဲရမယ်ငွေရေးကြီးရမကောင်းဘူးချမ်းသာရဲ့နေကမောက်မာလာတယ်နော်နော်နော်ချမ်းသာပြီးမောက်မာတယ်လို့ရှိတယ်လို့ချမ်းသာပြီးနှိမ်ချတယ်လို့အများကြီးရှိတယ်အဲ့လိုပဲစင်းရဲပြီးတော့မောက်မာတယ်လို့ရှိတယ်လို့စင်းရဲပြီးတော့နှိမ်ချတယ်လို့အများကြီးရှိတယ်အဲ့ဒါကစိတ်တက်နေပဲဆိုင်တယ်ငွေရေးကြီးကသူ့ဟာနဲ့သူပဲနေတာနော်ချမ်းမာချချမ်းသာချင်းနဲ့ဘာမှမဆိုင်ဘူးအာမင်အဲ့ဒါသူ့ရဲ့စိတ်မူရင်းစိတ်သဘောထားနေပဲဆိုင်တယ် အဲ့ဒီအတွက်ကြောင့်မလို့ဖျားတကယ်ကျွန်တော်တို့ကိုချမ်းသာဖို့လို့ရှိတယ်ကျွန်တော်တို့ကအရာရာ၌တောင်းလောက်တော့ဥစ္စာဆင်ရှိဖို့ကောင်းတော့အကျင့်အမျိုးမျိုးနဲ့အထူးသဖြင့်ပြည့်စုံဖို့ဖျားတကယ်အလိုတော်ဖြစ်တယ်အမျိုးစုံတော့မင်္ဂလာစုကျေးဇူးနဲ့ပြည့်စုံဖို့ဖျားတကယ်အလိုတော်ဖြစ်တယ်အဲ့ဒါ Excuse me အဲ့ဒါဒီအားလုံးကဗာလဲပေးကမ်းခြင်းနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တယ်အာမင်နောက်ထပ်ကျမ်းပိုက်တစ်ခုဖတ်ရအောင်ဆိုတော့ဖျားတကယ်ဒါဆိုကိုနော်ကျွန်တော်တို့ယုံကြည်သူတွေမှာ ဖျားတကီဖျားတကီအတွက်ငင်းဆဲချင်းခံရမယ်ယုံကြည်သူတွေဆင်းရဲချင်းခံရမယ်ငင်းဆဲချင်းခံရမယ်အဲ့လိုမျိုးအသွေးခေါ်ရှိတဲ့သူတွေကျွန်တော်ပြောပြမယ်ကျန်းစာထဲမှာကျွန်တော်တို့ငင်းဆဲချင်းခံရဖို့အချက်တစ်ချက်ပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမှာတိမောသေဩဝါဒစာအခန်းကြီးအနှစ်အငယ်30မှာယေရှုခရစ်တရားတော်နဲ့အငင်းဖျားဝုန်း၌မွေ့လျော်ရဲ့နေခြင်းကအလိုရှိသောသူပေါ့လို့ဒီငင်းဆဲချင်းကိုခံရလိမ့်မယ် MSP နဲ့ကျွန်တော်ထပ်ဖတ်ပြမယ်အောက်မှာနော်အမှန်ပင်ယေရှုခရစ်တော်ကိုယုံကြည်၍ ဖျားတရားကိုင်းဆိုင်လျက်နေထိုင်လိုသူတိုင်းညှင်းပန်းနှိပ်စက်ခြင်းကိုခံရလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကနော်ခရစ်ယာန်ဖြစ်လို့ညှင်းဆဲခံရမှာမဟုတ်နော်ဖျားဖျားသားဖြစ်လို့နော်ဟိုညှင်းဆဲခံရမှာမဟုတ်ချမ်းသာလို့ညှင်းဆဲခံရမှာမဟုတ်ဘာကြောင့်လဲခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်မလို့နှုတ်ကပတ်တော်နဲ့အညီဖျားသခင်ရဲ့တရားတော်နဲ့အညီအသက်ရှင်တဲ့အတွက်ကြောင့်ညှင်းဆဲခံရမှာဖြစ်တယ်ကျွန်တော်တို့ဤဝန်ကလေးတရားဟောလို့ ဟောပြောတဲ့ခါမှာအငင်းဆဲခံရမှာဖြစ်တယ်။ဟုတ်မဲ့ခရစ်ယာန်ဖြစ်လို့အငင်းဆဲခံရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ပြောပြမယ်သင်ကခရစ်ယာန်ဖြစ်ပေမဲ့ဟိုစင်းရဲနုံချာနေဘယ်သူမှသင်ကိုလာငင်းဆဲမှာမဟုတ်သင်ကိုလည်းဘယ်သူမှဂယူဆိုင်မှာမဟုတ်ဘူး။ဟိုမချီမကုခရစ်ယာန်ခန်းကြီး30မှာပါတယ်။နော်။အာခရစ်တော်အတွက်ကြောင့်ငင်းဆဲခံရတယ်ဆိုရင်လည်းအိမ်အိမ်ယာမိဘအသားသမီးအမျိုးမျိုးကို၎င်းနော်။ဒီဒီဒီအီလောက၌ เนาะอสตยาตออจูโกยิ้นแซ้ชิเนตกว่าสรอกอีโลกมาพยาธิกินอีวงกะลีเตียอะตวยจรเราเนนาคันเนคามาเนาะซွန့်ลุดเดคามาจรเราโกพยาธิกินอสตยาตอสุจีซุไปเมပြီးတော့အစတရားတော့စုကျေစုတစ်ခုပဲမဟုတ်ရင်းဆဲချင်းနဲ့တကွခံရမှာဖြစ်တယ်ကျွန်တော်တို့ကဤဝင်ကလေးတရားကြောင့်ရင်းဆဲချင်းခံရမှာဖြစ်တယ်ခရိယာဖြစ်လို့ရင်းဆဲချင်းခံရမှာဖြစ်တယ်အာမင်အဲ့ဒီအတွက်ပဲเนาะဒါမဲ့တချို့ခရိယာတွေကြတော့သူတို့ ဖះကိုအာမကိုလို့မယုံကြည်လို့စင်းရဲပြီးတော့မွဲတေပြီးတော့အကျွေးတွေနဲ့ဗါလဲပိတ်လိုက်နေတာပြီးတော့ကိုကိုဟာကိုဖះကိုအာမကိုပဲနဲ့ကိုကိုဇာတိကိုပဲအာကိုပြီးတော့လောကမှာဆုံးရှုံးနေတာကိုခရစ်တော်အတွက်စင်းရဲခံနေရှောက်ပြောနေကြတယ်အာမင်ဖရားတခင်ကကျွန်တော်တို့ကိုအရာရနဲ့တုံးလောက်တော့ဥစ္စာဆင်မြဲရှိဖို့လိုရှိတာဖြစ်တယ်။ကျွန်တော်တို့တော့ငင်းဆဲခံရဖို့ကပါလေခရိယာဖြစ်လို့เนาะယေရှုခရစ်တော်အတွက်ကြောင့်မလို့ဖရားတရားမှာကိုင်းဆိုင်စွာတက်ရှင်နေထိုင်တဲ့ခါမှာအဲ့ဒီအတွက်ပဲကျွန်တော်တို့ကငင်းဆဲခံရမှာဖြစ်တယ်။စာထဲမှာနိတိ 32မှာရေးထားတာဖြစ်တယ်။အာမင်။ဒါပေမဲ့ဘုရားသခင်ကျွန်တော်တို့အတွက် ကျွန်တော်တို့တွေကိုနော်ရေးသားတော်နဲ့တကွာခတ်သိမ်းတော့အရာတွေကျွန်တော်တို့ကိုပေးတယ်။ဒါပေမဲ့ဘုရားသခင်မလိုအမလိုချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကိုကျွန်တော်ပြောပြတော့တတိပေးထားတဲ့အရာနော်။အဲ့ဒါကပါဆိုတရားဟောရကျမ်းအခန်းကြီး၈ငယ်၁၈မှာငါတကူငါလက်စွမ်းတတိအဖြစ်ဤစည်းစိမ်ကိုရတတိဟုစိတ်ထဲမှာအောက်မေ့ခြင်းအဖြစ်ကိုတတိနဲ့အကျင်ဆောင်လို့တဲ့။တင်းဘုရားသခင်ထာဝရဘုရားကိုတအောက်မေ့ရမည်တဲ့။ အကြောင်းမူကားဘိုးဘေးတို့ကချိန်ဆိုတော်မူသောပရိငင်တရားတော်ကိုယနေ့ကဲ့သို့တီးစီလိုတော်ကစီးစိန်ရတတော်အစွမ်းတတိကိုဖျားသခင်ပေးတော်မူ၏တဲ့ဆိုတော့ဖျားသခင်ကကျွန်တော်တို့ကိုပါလဲစီးစိန်ရတတော်အစွမ်းတတိနော်ဖျားသခင်ကိုပတ်စံတောင်းတဲ့ငွေတောင်းတဲ့ခါမှာဖျားသခင်ကကောင်းကင်ကနေငွေထုတ်ပြီးရွှေထုတ်ပြီးချပေးမှာမဟုတ်ဘူးကောင်းကင်မှာအဲ့ဒီငွေတွေမတုံးဘူးအဲ့ဒီငွေတွေကပါဖြစ်လဲမြေကြီးပေါ်မှာပဲရှိတာကောင်းကင်မှာမလိုအပ်ဘူး အာမင်မြေကြီးပေါ်မှာပဲလိုအပ်တာဆိုတော့ဒီပတ်စံတွေကလည်းပါလေမြေကြီးပေါ်မှာပဲရှိတယ် excuse me ဆိုတော့ကျွန်တော်တက်တာထဲမှာတော့အရာရာနဲ့၃လောက်တော့ဥစ္စာရှိဖို့ဆိုတာကပါလေငွေရှိဖို့လို့တယ်အဲ့ဒီငွေကပဲမှာရှိလေလောကမှာပဲရှိတယ်ဒါမဲ့ဖျားတခင်ကျွန်တော်ကိုငွေတိုက်ရိုက်မပေးပေမဲ့ဘယ်လိုပေးလဲစီးစင်ရတတ်တော့အစွမ်းကျွန်တော်ကိုပေးအဲ့ဒီငွေတွေကိုဘယ်လိုစီးပွိုင်းဘယ်လိုလုပ်ရမလဲဖျားတခင်ကျွန်တော်ကိုအိုင်ဒီယာပေးလာမှာဖြစ်တယ်အကြံဉာဏ်ပေးလာမှာဖြစ်တယ်ဘာစီးပွိုင်းလုပ်မလဲဟိုစီးပွိုင်းလုပ်မလားဒီစီးပွိုင်းလုပ်မလား ကျွန်တော်တို့ကို idea ပေးလာမယ်အဲ့ဒီအရာတွေကိုလောက်တဲ့ခါမှာဘာဖြစ်လဲတင်လက်နဲ့လောက်တဲ့အရာကိုဘုရားတခင်ကကောင်းကြီးပေးလာမှာဖြစ်တယ်အာမင်အာမင်ဘုရားတခင်တရားတော်ကိုဘုရားလည်းတရားတော်ကိုနှိမ့်ညံ့မပြတ်ဆင်ခြင်းအောင်မိတော်သူတည်မင်္ဂလာရှိတည်အာမင်ပြုလေရရမှာအောင်မြင်မယ်လို့ကျွန်တော်တို့ပြောထားတာကျွန်တော်တို့ပြုတဲ့နေရာမှာအောင်မြင်မှာဖြစ်တယ်အာမင်အလကားထိုင်နေတဲ့ပတ်ဆိုင်ရမှာမဟုတ်ဘူးကျွန်တော်တို့တစ်စုံတစ်ခုလုပ်ရမယ်။နောက်ပိုင်းမှာကျွန်တော်မျိုးစိတ်ချင်းနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြောပြမယ်။ ်များများကျဲတဲ့သူကများများရိတ်ရတယ်ပြောချင်တာကများများလှုပ်တဲ့သူကများများရိတ်ရတာဖြစ်တယ်မျိုးစစ်များများကျဲဖို့လိုအပ်တယ်နောက်ပိုင်းမှာကျွန်တော်ဆက်ပြီးအဲ့ဒါကိုအခြေတော်ထပ်ပြောပြမယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောချင်တဲ့ point ကပါလဲကျွန်တော်တို့ဒီဥစ္စာအများကြီးရှိလာတဲ့ခါမှာเนาะငါအစွမ်းစားငါရဲ့အတ္တိငါလှုပ်ဆောင်လို့ဆိုတဲ့ငါကိုတပြားကမကြိုက်ဘူး ဖျားကငါးကေကိုစီးစိန်ရတတ်တော်ဆွမ်းတတိငါကိုပေးတယ်ဒီအကျန် idea ဒီ idea တွေเนาะဒီဒီစဉ်းစားဉာဏ်တွေเนาะဒီလိုမျိုးအသက်ရှူနိုင်တာတွေဒီလိုမြင်တတ်တာတွေဒီလိုဒီလိုစဉ်းစားတတ်တဲ့အဆွမ်းတတိတွေကဘယ်သူဆီလာဖျားစီကလာတယ်ဆိုတော့ကိုကျွန်တော်တို့ကိုဖျားကတိစေချင်တာဖြစ်တယ်အဲ့ဒါပဲလူတွေကကိုယ့်ကိုမေးလာခါနေစီးပွားရေးအရမ်းအောင်မြင်တယ်နေအရမ်းချမ်းသာလာတယ်เนาะလို့ပြောတဲ့ခါမှာဖျားကငါ့ကိုချီးမြှောက်တာဖျားကအဲ့ဒါလိုချင်တာဖြစ်တယ်ဖျားကဂုံတိတ်ခါကိုလိုချင်တယ် ဒါပေမဲ့ငွေရေးကြေးနဲ့စီးစင်အားလုံးကတော့ကျွန်တော်တို့ခံစားရမှာဖြစ်တယ်။ထပ်ပြောပြမှာအရေးကြီးတယ်။ဖယားကဘုံအတရေကိုပဲလိုချင်တာဖြစ်တယ်။ကျွန်တော်တို့က pay check เนาะပတ်စံနေစီးစိမ်တွေကိုဖယားတွေကကျွန်တော်တို့ခံစားခွင့်ပေးထားတယ်။ကျွန်တော်တို့ကလွတ်လပ်စွာခံစားခွင့်ပေးထားတယ်။ဒါပေမဲ့ဖယားကဘုံအတရေလိုချင်တယ်။ဖယားကိုဘုံမပေးဘူးဆိုရင်ဖယားကတော့မကြိုက်ဘူးအဲ့တခုတတိပေးထားတယ်။အာမင်။တရားဟောအကြိုက်ရှိအခန်းကြီးဆက်ခွန်မှာကျွန်တော်တို့ကိုတတိပေးထားတာဖြစ်တယ်။နောက်ဆုံးဒီတပတ်ဒီတပတ်အတွက်စမ်းစာနောက်ဆုံးတစ်ပတ်အနေနဲ့ တစ်ပေအာနှစ်ကိုမှာပါတဲ့အကြောင်းရဒီလောကမှာဘုရားသခင်ကျွန်တော်တို့ကိုထားထားတဲ့အကြောင်းရင်အဲ့ဒါကပါလဲတင်းတို့ကိုမောင်မိုက်ထဲမှာအံပွေတော်အလင်းတော်တို့ခေါ်သွင်းတော်မူသောသူဂုံကျေးဇူးများကိုပေါ်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏တဲ့ကျွန်တော်တို့ကိုဒီလောကမှာဘုရားသခင်ထားထားတာကနော်ကောင်းကင်နိုင်ငံတက်ဖို့ပဲမဟုတ်ဘူးအလိုတော်ဒီကောင်းကင်ဘုံတိုင်းပြည့်စုံတဲ့ကဲတော့မြေကြီးပေါ်မှာပြည့်စုံဖို့လိုရှိတာဖြစ်တယ်ကျွန်တော်တို့ကိုရွေးကောက်တဲ့လောကသားတွေကဘုရားကိုမမြင်ရဘူး လောကသားတွေကကျမ်းစာမဖတ်ဘူးလောကသားတွေကကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကိုမသိဘူးဒါကြောင့်ကျွန်တော်တို့လောကသားတွေကကျွန်တော်တို့ကိုကြည်တဲ့ခါမှာကျွန်တော်တို့ကိုအမောင်ထဲကနေဆွဲခေါ်တဲ့ဘုရားရဲ့ဂုံအသေးတွေကိုချီးမွမ်းစေဖို့ဖြစ်တယ်ကျွန်တော်တို့ကိုမြင်တွေ့တဲ့ခါမှာကျွန်တော်တို့ကငါဘုရားအသက်ရှင်တယ်ဆိုတာကိုကျွန်တော်တို့တတ်သေးထူနိုင်တဲ့သူတွေဖြစ်ဖို့ဘုရားကကျွန်တော်တို့ဆွဲခေါ်ထားတာဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်ပြောပြမယ်ဒီကနေ့ပထမအဆုံးနော်ပေးကမ်းခြင်းအကြောင်းနဲ့ပတ်သက်ပြီးဘုရားသခင်ကျွန်တော်တို့ကအရင်ဆုံးပေးကမ်းတဲ့သူဖြစ်တယ် ဲ့ဒီပေးကားတဲ့ခါမှာတားတော်နဲ့တကွာခတ်သိမ်းတော့ရကျွန်တော်တို့ကိုပေးထားတာဖြစ်တယ်။အာမင်။ဆိုတော့တားတော်ထဲမှာကျွန်တော်တို့ကပါလေယေရှုခရစ်တော်ကပါပြီလေတားတော်ထဲမှာဖျားတိကျမျိုးစစ်ကျဲတဲ့ခါမှာရိတ်သိမ်းခြင်းဆိုတာရှိတယ်။အာမင်။ဖျားကယေရှုတပါးတဲ့ကိုကျဲလိုက်တယ်။အခုဖျားသားအများကြီးကိုရိတ်သိမ်းရတယ်။အာမင်။သူပင်မကတော့ဖျားတခင်ကျွန်တော်တို့အားလုံးကိုပါလေအရာရာ၌၃လောက်သောဥစ္စာအစင်မျက်ရှိဖို့ဖျားတခင်အလိုတော်ဖြစ်တယ်လောကသားတွေနဲ့တူเนาะ စင်းရဲချင်းဆိုတာဂျိန်ချင်းအမင်္ဂလာဖြစ်တယ်အဲ့ဒီစင်းရဲချင်းထဲမှာနေနေဖို့ဘုရားသခင်အလိုတော်မဟုတ်ကျွန်တော်တို့ကိုကြွယ်ဝဖို့ဘုရားသခင်အလိုတော်ဖြစ်တယ်ဒါပေမဲ့ဒီလောကမှာနေတဲ့အခါမှာညှင်းဆဲခံရမယ့်အချက်တစ်ချက်ပဲရှိတယ်အဲ့ဒါကပါလဲယုံကြည်သူဖြစ်လို့ခရစ်ယာန်ဖြစ်လို့ဤဝဂလိတရားကြောင့်ဘလို့ပဲညှင်းဆဲခံရဖို့ပဲရှိတယ်အာမင်အာမင်လောကသားတွေလိုမျိုးဟိုဟိုဟိုစီးပွားမလုတ်တက်လို့ဟိုမလုတ်တက်လို့ဆင်းရတာမျိုးမဟုတ်ဘူးခရစ်တော်အတွက်ကြောင့်မဟုတ်လို့ပဲဆင်းရခံဘူးအဲ့တခုပဲရှိတယ်နောက်ဆုံးတခုကပါလဲအမ် နောက်ဆုံးတစ်ခုကငါတက်ဖျားတခင်ကျွန်တော်တို့တတိပေးတာငါတကူငါလက်ဆွနဲ့ဖျားတခင်ငါကိုဟိုငါဆွနဲ့ငါငါလှုပ်လှုပ်ငါအောင်မင်းနဲ့ဆိုတဲ့အရာဖျားတခင်လုံးဝမလိုချင်ဘူးသူ့ကိုဘုံပေးဖို့ပဲလိုချင်တာဖြစ်တယ်အာမင်နောက်ဆုံးတစ်ခုကတော့ဗာလဲကျွန်တော်တို့ကိုဒီလောကမှာထားထားတာကပါလေဖျားတခင်သူ့ရဲ့ဘုံတော်ထင်ရှားစေဖို့ကျွန်တော်တို့ကိုထားထားတာဖြစ်တယ်အာမင်ခရိယန်တွေကကောင်းကင်နိုင်ငံရောက်မှပဲချမ်းသာမယ်နော်နော်နော်ကောင်းကင်နိုင်ငံမှာချမ်းသာလူတိုင်းချမ်းသာတယ်မလိုအပ်ဘူးတီမီကြီးပေါ်မှာချမ်းသာဖို့လိုအပ်တာဖြစ်တယ် ာမင်ဆိုတော့အဲ့ဒါကပေးကားချစ်နံပါတ်1ဖြစ်တယ်เนาะ fundamental เนาะအတိကအခြေခံလေးတွေကျွန်တော်ပြောပြထားတာဖြစ်တယ်ဆိုတော့ယေရှုတင်နဲ့ကျွန်တော်နဲ့ဒုတိယချိန်တစ်ချိန်ယူပေးတဲ့အတွက်ယေရှုအများကြီးတင်ပါတယ်နောက်ထပ်အပတ်ဒီမှာကျွန်တော်ပေးကားချစ်ကြောင်းနဲ့ပတ်သက်ပြီးတော့ဆက်ပစ်တင်တော့မှာဖြစ်တယ်ယေရှုပြပြီးတော့ကျွန်တော်နဲ့ဒုပြန်လည်ကြည့်ရှုပေးဖို့ကျွန်တော်မေတ္တာရက်ခံကြည့်ပါတယ်တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေကိုကောင်းကြီးဖြစ်စေချင်တဲ့ဆိုရင်ယေရှုပြပြီးတော့ like and sharing လုပ်ပေးပါလို့เนาะတငယ်ချင်းတွေကိုလည်းမျှဝေပေးပါလို့ယေရှုအများကြီးတင်ပါတယ်ဖျက်သခင်ကောင်းကြီးပေးပါစေ